ဆိုတော့လည်းမင်္ဂလာပါကျွန်တော်ညီကိုရီအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးရောက်တာအားလုံးပဲမျောလင်းဆောင်စားနေတဲ့ Fred G အတွင်းမှာနောက်ထပ်လာမယ့်ဒါ Ryan Bat အတွင်းမှာပါဝင်လာမယ့် skin တွေနဲ့ဒါ Canine Day Glacier skin ကဘယ်လိုပုံစံတွေရှိမလဲဆိုတာကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့တခုတော့ရှိပါတယ်ဒီဗီဒီယိုမှာပြောပြမယ့် skin တွေကဒါ Photo Lee အနေနဲ့ပဲထွက်ရှိလာတာဖြစ်ပါတယ်ဆိုတော့ဒါ skin display model အပြည့်စုံမထွက်ရှိသေးဘူးဘောနော်တကယ်လို့ထွက်လာတဲ့ချိန်ကြာရင်လည်းဒါဗီဒီယိုအနေနဲ့ ချက်တင်အပေးပေါင်းမှုလို့ကျွန်တော်ရဲ့ဒီ YouTube နဲ့ Facebook channel တွေကိုလည်းဒါ like and follow subscribe လေးလုပ်ပေးထားခဲ့ဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ video လေးစလိုက်အောင်ဟုတ်ကဲ့ပါဆိုတော့လက်ရှိ brother တို့မြင်တွေ့နေရတဲ့ photo တွေမှာပေါဝင်လာတဲ့ skin တွေအားလုံးကကျွန်တော်တို့ဒါ Ryan Bass ဒါ A6D မှာပေါဝင်လာမဲ့ skin တွေအားလုံးဖြစ်ပါတယ် Aggregate Gandhi နဲ့တော့ UN45 ပေါဝင်လာမယ်လို့ဒါကြားထားရပြီးတော့ D Ryan Bass မှာထူးခြားချက်ကတော့ glider skin ပေါဝင်လာမှာပဲ ဖြစ်ပါတယ်ဆိုတော့ဒီစကင်တွေအားလုံးက Ryan Pace ထဲမှာပေါဝင်လာမှာဖြစ်တယ်ဒါပေမဲ့ဘယ် level မှာဘာရရမလဲဆိုတော့တခြားတော့မသိသေးဘူးဟောတခြားတိရတခုကကျွန်တော်လက်ရှိပြထားတဲ့ဒါ offense နှစ်ခုတွေကရှေ့ဆုံး offense ကတော့ဒါ Ryan Pace ဒါ level 1မှာရရှိမှာဖြစ်ပြီးတော့ဒုတိယဒါအမဲကတော့ Ryan Pace A1 ဒီ level 40 40မှာရရှိမှာဖြစ်ပါတယ်ဆိုတော့စကင်တင်အနေနဲ့လည်းလက်ရှိကျွန်တော်ကြည့်ရတဲ့လောက်ကတော့ဒါ Winter Festival အတွင်းမှာရောက်ရှိလာမဲ့ Ryan Pace ဖြစ်တာဖြစ်တဲ့အတွက်သူတို့အနေနဲ့ကတော့ဒါလုံးဝစောင်းနှင်းအငွေအသက်တွေနဲ့ ဖန်တီးထားတယ်အဲစကင်တွေလို့မြင်မိတယ်ဆိုတော့တော်တော်လေးလဲလှတယ်ဆိုတော့ဝယ်ရမယ်ဆိုရင်တော်တော်လေးကိုတန်တဲ့စကင်တွေဖြစ်လာပါလိမ့်မယ်ကန်ကန်စကင်တွေကလည်းကျွန်တော်ကြိုက်တဲ့ကန်စကင်တွေကြီးပဲဖြစ်နေတာဖြစ်တဲ့ကျွန်တော်အတွက်ကတော့တန်တဲ့ brother တို့မြင်ရဘူးလို့မရှိလဲပေါ့နော် comment လေးမှာဒီပြသလို့ရပါတယ်ကျွန်တော်အတွက်ကတော့ဒီ pistro အနေနဲ့ရောမှာစကင်ပုံစံတော်တော်လှတဲ့အထဲမှာပါရလို့ခံစားမိပါတယ်ဟုတ်ပြီဆိုတော့နောက်တစ်ခုအနေနဲ့တော့ဒါအဘောစီအားလုံးမျောလင်းဆောင်စားနေတဲ့ Carnite Glacier skin ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြထားတာတော့ Carnite Glacier skin ရဲ့ဒါ အချမ်းမြင့်ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ထွက်ရှိလာတဲ့အချိန်ကျရင်တော့ဒီပုံစံအတိအကျတွက်ရှိလာမယ်လို့ပြောလို့မရဘူးလက်ရှိကျွန်တော်ပြတ်ထားတာကဒါအချမ်းပြင်းအောင်ပဲရှိပါသေးတယ်အဲလုံးဝလီအပြည့်စုံတော့မရှိသေးပါဘူးဆိုတော့လက်ရှိကျွန်တော်ပြတ်ထားတာကအချမ်းမြင့်ပုံစံဖြစ်တယ်ကျွန်တော်အချမ်းမြင့်ပုံစံမှာကြည့်ရသလောက်ကတို့အနေနဲ့ဒါဒီ Glacier Skin ကိုမှဒါ Glacier Tan အမ်ဘက်ကိုသွားတဲ့ ဒီဇိုင်းမျိုးဖန်တီးထားတာတွေ့ရတယ်ဆိုတော့ကျွန်တော်အတွက်ကတော့ဒီ Car 98 Glacier စကင်အကြိုက်ဆုံးစကင်တစ်ခုဖြစ်လာလိမ့်မယ်ဒီ Glacier ဒါရေခဲစကင်တွေအားလုံးထဲမှာလည်း Unfold ပြီးရင်ကျွန်တော်တို့အကြိုက်ဆုံးကဒီ Car 98စကင်ဖြစ်လာလိမ့်မယ်လို့ဒါမျှော်လင့်မိရယ်ဒါအချိန်တွေတရွတ်ရွတ်ပြောင်းလာတဲ့အမျှဒါစကင်ဒီဇိုင်းတွေလည်းတမျိုးတမျိုးတမျိုးမိုက်လာတာကိုတွေ့ရတယ်ဆိုတော့ Car 98 Glacier စကင်ကလည်းလက်ရှိအကြမ်းမြင့်ဒီဇိုင်းတောင်မှတော်တော်လေးကိုမိုက်နေတာဖြစ်တဲ့အတွက်တကယ်များလက်တွေ့ထွက်ရှိလာတဲ့အချိန်ကျရင်တော်တော်လေးကိုမိုက်မဲ့စကင်တစ်ခုဖြစ်မှာတော့အသေးချာပဲဗျာ ။ Okay so နောက်တစ်ခုအနေနဲ့တော့ဒါ Vader skin ပဲဖြစ်ပါတယ်။ So Vader အနေနဲ့ဒါ aggregate ထွက်ရှိလာမဲ့ဒီအကြမ်းမြင့် design ပေါ့နော်ကျွန်တော်အခုပြထားတော့ဒါအကြမ်းမြင့် design ပဲကာနိုင်လေးလိုပဲအကြမ်းမြင့် design ဖြစ်တယ်။အဲသူ့အနေနဲ့ကြည့်ရတဲ့လောက်တော့ဒါ cyber dam ပုံစံမျိုးသွားထားတာတွေ့တယ်။အဲသူ့အနေနဲ့ skin tag ကတော့ဘယ်လိုဒီဘယ်လို test နဲ့ထွက်လာမလဲဆိုတော့သူကမသိသေးဘူး။ကျွန်တော်ခုနပြောသလိုပဲအကြမ်းမြင့် design ပဲရှိသေးတယ်ဖြစ်တယ်ဖြစ်တဲ့အတွက် ဈေးလိုထွက်လာခဲ့မဲ့ဆိုရင်တော့မှဒီဒီဇိုင်းအတိအကျထွက်လာလိမ့်မယ်လို့ပြောလို့မရပါဘူး။ဒါအလုံးနဲ့နားလည်လိမ့်မယ်ထင်ပါတယ်။ဆိုတော့ကျွန်တော်ကဒါဒီအကျမ်းမြေပုံစံကိုအားလုံးကိုသိအောင်ဒီပြောပြခြင်းပြပေးခြင်းရှင်းပြခြင်းပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့တော့ဒါအားလုံးကိုဒါသတင်းကောင်းပါစရာတစ်ခုရှိပါတယ်။အဲ့ဒါကပါလဲဆိုတော့ကျွန်တော်အရှိမလဲဗီဒီယိုတင်ခဲ့ပြီးပါပြီ။ ဆိုတော့မကြငယ်ရောက်ရှိလာမဲ့ Winter Festival ကတော့ဒါ17လပိုင်း9ရက်နေ့မှာရောက်ရှိလာမှာဖြစ်တယ်ဒီနေ့နဲ့ချိန်မဲ့ဆိုတော့ရက်ကတိတ်မဝေးတော့ဘူးဆိုတော့17လပိုင်း9ရက်2025ကနေအဲသူတို့အနေနဲ့ဒါတလပိုင်း6ရက်2026ထိဒါရက်60ကျော်ပေါ့နော်ဒါ concept 3ရက်တိတိကိုဒီ event ကိုဒါ gain နဲ့ကိုထည့်ပေးသွင်းပြလာမှာဖြစ်တယ်ပေါ့နော်ဒါ2လကျော်နီးပါးဆိုတော့ဒါစောင်းရသည့်အတွင်းမှာအလုံးဝအပြည့်အဝဒီ event နေမှာ share ပြစ်ခတ်ပြီးတော့ ဒါချေးမယ်ပျော်ပါကြမယ်အာလှုပ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဒါအားလုံးကိုသတင်းကောင်းအနေနဲ့ကျွန်တော်အနေနဲ့ပြောပြပေးခြင်းပဲဖြစ်ပါတယ်ဗျဆိုတော့ဒီလိုဆိုရင်ရှိပြီလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ပြောနေကြတဲ့အချိန်မှာကျွန်တော်ရဲ့ YouTube နဲ့ Facebook တွေကိုလည်း like and follow subscribe လုပ်ပေးတတ်ဖို့တောင်းဆိုနေတယ်အားလုံးပဲနောက်ပြန်ပြောပြပါမယ်ဗျာ